အားလုံးမင်္ဂလာပါ Angels Audio Book ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူအထင်ကြီးရဲ့ဟိုရုံကချစ်သူစောက်ကလေးရဲ့အပိုင်း၃ကိုဆက်ပြီးဖတ်ပြပေးတော့မှာဖြစ်ပါတယ်နားဆင်ပြီးကြပါအောင်ရှင်ဖြီလီဘေးတဘုတ်မရတာလေကျွန်တော်ပြပေးမယ်စူပြည့်ရဲ့တန်ကခတ်တူတူကလေးထွက်လာခဲ့ပါသည်ရှရဲမောင်းနေစူပြည့်ပြုံးနေတာကိုဆွေတော်ကမနာလို့စွာဖြင့် ဆိုပြအားဝင်ဟလိုက်ပါသည်ကိုပြီးဘာလို့နေရလဲကိုစာကိုဖြေတာမဟုတ်ဘူးအချင်းစီတာနဲ့တီချဲကတိမ်းမှာစကားများနေနဲ့ဆိုပြကအာနာတို့မျိုးလုံးတွေဖြင့်နောက်အားကြည်လာပါသည်တနာကြီးဆိုတဲ့ချင်းကမောင်တက်တော့တကယ့်ကိုစိတ်ပြည့်ဖွယ်ပါပဲဒီချင်းစာရက်တွေကိုတိမ်းပြီးအမှန်ချင်းနေတဲ့ချိန်မှာ မောင်အခန်းကြီးဘက်ကိုခဏထွက်လာခဲ့လိုက်သည်အစုခံရတော့မှမို့စိတ်ပြည့်ပြီးမူချင်နေရသည် ရန်နာထပ်ပြီးဟိုင်းနီမိစဉ်ခြေတံကြလိုက်ရတာကြောင့်တက်ကြီးဖြစ်သွားရသည်။မောင်စိတ်ထဲခင်းနေမိတာကခင်သာတိုက်လာတယ်လို့ပါ။တကယ်တမ်းတွေ့လိုက်ရတာကမထင်မထားပဲဆူပြေကိုပဲဖြစ်သည်။သူမောင်းနှောက်လိုက်ပြီးမလုပ်တာလဲ။ဟိုကျွန်တော်တောင်းမှတ်မှာရဲ့။မောင်နားနေရာကြောင့်ညမောင်ကုတ်ပြီးကြည်နေလိုက်မိသည်။ဆွေတော်ကအစာနဲ့ပတ်သက်ရင်တိတ်တွန့်လိုတယ်။မောင်တို့မျိုးမထင်ပါနဲ့နော်။အော် ။ဟာမြန်လဲလို့ရပါရစုတည်ရဲ့မောင်ဆမ်းချက်ထားလို့ဖြစ်တာပဲ။သူ့ဘိုးမအစင်မဆိုးပါဘူး။ဆွေတော်ကလည်းသူ့စိတ်တည်းနဲ့သူပဲ။ဆိုပြီးကသူ့ရဲ့လူဆိုတော့သူ့ပိုင်လို့ပြောတာမဆမ်းပါဘူး။ကျွန်တော်ကဆွေတော်ရဲ့လူမဟုတ်သေးပါဘူး။ဟမ်။မောင်မယုံနိုင်သလိုဆိုပြီးကကြည်နေမိစေဆွေတော်ရောက်ချလာပါသည်။အပြင်းထက်သွားလို့လိုက်လာတာဘာလို့နေတာလဲ။ခုမှတိချေခေါ်နေရဲ့။ဆွေတော်ရဲ့အကြီးကမယုံတဲ့ကအကြီးတွေ ြင်းထန်နေပြီသည်ဆိုပြီးကလက်ထွက်သွားပါသည်မောင်အနောက်ကနေလိုက်လာရင် အခန်းထဲခက်တီတီပဲဝင်ထိုင်နေလိုက်ပါသည်နောင်ဘာဖြစ်လို့လဲဘာမှလည်းသိမဖြေထားဘူးဒီနေ့ဆောင်းမွေးရှိရဆိုတာမသိဘူးလားချေထောက်တေချာပြောထားတဲ့တန်းနဲ့ဘာလို့မကြက်ထားတာလဲဟိုမောင်မိသွားလို့ပါသမင်းစားဖို့ကမိတက်လားမောင်ကဘာမှပြန်ပြေးပဲခေါင်းငုံနေလိုက်ပါသည်။ကဲ ဘသူပဲဖြစ်ဖြစ်စာနဲ့ပတ်သက်ရင်ဒီချင်းကခွလောပါမဟုတ်ဘူးဒီတော့ထုံးစံတိုင်းလက်ဖွားဖြစ်ဟောင်းလုံခန်းတွင်တဆက်ဆက်တုံလာရကကျောင်းလန့်စွာဖြင့်လက်ခုရှေ့သို့ဆန်နှုတ်ထုတ်ပေးလိုက်ပါသည်မျက်လုံးကဆွေရော့စီရောက်သွားဖြစ်သည်ဤပြောင်းရုံတန်းနေသောမျက်နှာကိုမြင်လိုက်ရတာကြောင့်မောင်စိတ်ထင်မှာကအောက်မြက်သွားရသည်ဆုပ်ပြေဖို့တော့မကြည့်ရပါတိသားပေရန်နဲ့ဖျန်းကနဲ့တုံးချက်တီးတီးအရိုက်ခံလိုက်ရပြီးတဲ့နောက်မှာ မောင်အန်ကို ကြိတ်ထားလိုက်မိပါသည်ဆန်းဆတ်တင်ကလေးကတခါမှအယိုက်မခံဘူးပါနင်းထိုက်ကိုရရင်သာတနာသလိုချိနေခဲ့တာသာ ရှိခဲ့၏ကိုလေကြတော့ဘသူ့ဘုံမှာမျက်လုံးချင်းစုံအောင်မကြည့်ရတော့ပါမျက်ပြင်ကျရင် မောင်ကပြန်ဖြေရမယ်ကြားလားဒီချေစာတင်ကြီးရဲ့အချိန်မှာဆွေတော်ကမောင်ကို ခတ်တူတူလေးပြောလာသည်မောင်နားမနေတာရှင်တို့မီလီစာရီကလဲပါတယ် ။တနည်းဒီဂျုံလေးနဲ့ခါကြံဂျုံလေးပြောလာမှမောင်သိပါသည်။ဒါကြောင့်လဲလွမ်းမ်းသိပါတယ်။မောင်ကရှိုးပင်ထထော်ရင်များသွားလို့လေ။စာချက်ဖို့မိသွားရတာ။ဒီနေ့လဲထွေးတာမှာ body beauty တော့ကစားလို့ချင်းထားသေး။ဆွေးရလိုက်မလား။ကလာပါနဲ့ပတ်သက်ရင်ဆွေးရတယောက်မောင်အားမနာလို့တို့ရှိဖြစ်တတ်တာကိုသိနေတာကြောင့်တမီရဲ့ပြီးပြောလိုက်မိတာဖြစ်ပါသည်။လိုက်တော့ပါဦးသူမှာစာချက်စရာများကြီးရှိသေးတယ်။ သူကဟလာရေးပါကြီးစာမရတော့အရိုက်ခံရပြီးအသားနာမှာကိုတည်အောင်ကြောက်တယ်။မောင်ကတော့ထအောင်မင်းကြီးအချင်းချင်းကြောက်တော့လေစားကရမှာပဲ။ဆွေတော်တရားမျက်နှာစူးပုတ်ပုတ်ဖြင့်တစ်ဖက်သို့ပြန်လှည့်သွားပါသည်။မောင်ကညီရင်နာချင်းရဲ့လက်ပွားကိုခုဖြန့်ကကျင်းဘာရင်မို့နှလုံးကဆူပြစီရောက်သွားကြရသည်။ကြည်စံသူပဲချင်းကလေးကမောင်ကိုကြည့်နေကြတာလည်းမသိ။ မောင်ကစိတ်တူတူနဲ့နဲ့ဆောင်းထိုးလိုက်ရင်ဆွေတော်နဲ့တိုင်ပြုံးတဲ့ပုံစံမျိုးဖြင့်မင်းငော့ကဆွေတော်ကိုပြလိုက်သည်ဆိုပြီးကမချောက်ဘူးဆိုတဲ့ပုံစံမျိုးဖြင့်ခေါင်းကိုခါပြကတစ်ဖက်သို့ ခရင်ရင်းလှည့်သွားပါတော့သည်ဟူရုံကချစ်သူအခန်းလေးမောင်ကြီးဖုံးပွင့်လိုက်ပါအောင်ဆိုပြီးလေကိုဒေါ်နန်းကအခန်းတကားခောက်ကဗာပြောတာကိုနားထောင်ပြီးမောင်ညမှောက်တော့ရသည် ောင်းတဲ့သူနဲ့ကြားမှာဗာကိစ္စရှိလို့ဖုံးဆက်ရတာပဲအခုတလောဆိုပြီးမောင်ဝကြီးရဲ့အကြည့်တွေကတမျိုးဖြစ်ဖြစ်နေရကောအောင်းသေးထားမိပါသည်လူကိုကြည်ပြုံးစစ်စစ်နဲ့ဟေးချင်းသလိုလိုပုံစံမျိုးလုပ်လုပ်နေရဟုံးစရာကောင်းလာပါသည်ခင်သားကလည်းပြောသည်ဖတ်တိပုတ်ကိုကြည့်ရတာပုံစံပြောင်းနေရနော်မင်းကိုခါနာခုကြည့်နေတယ်လို့ပဲမင်းဘာတွေအချက်ပြထားတယ်လဲဟိုကျင်ကြီးစီယာ ဘာပိစချက်ပြရမှာလဲသူ့ဟာသူမျက်လုံးရပြီးလိုက်ကြည့်ရငါနဲ့အနီသာကြီးပါနော်နင်ကတော့အနီသာကြီးဆွေရုံမျက်နှာကတဏီတခြားစူးစူးဝဝပြက်နေတာဆရာတွေအားလုံးတောင်းတရမယ်တိလည်းငါနဲ့မှမဆိုင်မင်းဒါပေမဲ့အစိတ်တော့ညစ်တယ်ဟာသူကုံဆောင်ကခိုင်းလို့ဒီဒီကြီးမဟုတ်တော့ပဲညုံစစ်စစ်လုံးနေတော့ဆွေတော်ကဆဆဆူဆူကိုကဲခန့်နေရောဆူပြီးမလို့ကြောင့်စာတင်ကစားနေမတူပဲ ုံစံကြောင့်ပါရေးတင်လာတယ်လည်းမသိချင်။စကားပြောတဲ့အခါတွေမှာလေမောင်အားအတင်းကရောလိုက်ပတ်သက်ပြီးမင်းပြောတတ်သည်။ဆွေတော်တယောက်လုံးကိုခေးမငုတ်တို့ထားပြီးစုပြီးမောင်ကိုအယုံရင်လာလက်ဖျားခဖို့တော့ကောင်းပါသည်။မောင်သည်စဝေစဝါစိတ်နှစ်ပင်ဖုံးကိုကန်လန်းမိပါသည်။ပြော။ဟာလီစံကမှားလိုက်ကြီးလား။ဖုံးကွိုင်လာဒီလိုပဲလား။ဟုတ်တယ်ဒီမှာမအောင် ပြောစားရှိအောင်ညင်ညောစကားမရှိခြင်းအကြောင်းခပ်ပြပြပင်ငောဘကတမင်ပြောလိုက်မိတာဖြစ်ပါသည်တပတ်ကကြာရင်ဆွေရုံမူနည်းရှိရင်အဲ့ဒါကျူးရှိမရှိဘူးဆိုတာပြောပြတာဟင်ဟုတ်ဘူးလားမင်းကဆွေရုံကဘာမှလည်းမပြောဘူးပြောမှာပေါ့သူဒီနေ့မောင်းစီလာပြီးဖိတ်စားပေးမင်းနဲ့တူတယ်ဒါဆိုရင်ငါရှိပြီးကြူပြောတာပေါ့လေ မဟုတ်ပါဘူးဘယ်နှဖြင့်စာမွေးမရှိဘူးဆိုတာကိုပါသိစေချင်လို့စေစနာနဲ့ပြောတာလုံးမနေနဲ့စာမွေးရှိရှိမရှိရှိမောင်တို့ကနေတိုင်းစာပုံဝင်ချက်တယ်ဆိုတာမှတ်ထားအရင်တခါလိုဖြစ်လိမ့်မယ်ထင်လို့လားမထင်ပါဘူးမောင်စိတ်အေးသွားအောင်လို့ကြိုပြပြထားတာပါပြောချင်စွဲတော့တော့ပြောပေါ့ဘာကြောင့်မောင်လာပြောနေရလဲစူပြီးပကအစားအသံသိစေသွားလေသည် ပြောစရာစကားမရှိတာကြောင့်မောင်ကဖုံးကိုချဖို့ပြင်လိုက်သည်။ဒါဆိုပုံချလိုက်တော့မယ်နော်။ဘာဖြစ်လို့ဒီလောက်ရေးကြီးနေရလဲ။ဘာလုပ်နေတာလဲ။တသိန်းနီစိုးနေတာ။တော်ကြမင်းကြီး။ဟလာကူဖြစ်နေမှာပေါ့။ဒီလောက်လာနေရင်လည်းဘာလို့တိတ်ပြီးထလာခြင်းနေရလဲ။ဟူးဒါကတော့မင်းကလေးပဲ။ဘသူမစိုးလာခြင်းလားစမ်းတလား။နင်းဆွေတော်ပဲလာခြင်းတာပဲ။ဆွေတော်ကမောင်လောင်မလာခြင်းမှုနဲ့တူရဲ့။ အမလီဖလိုက်မီနဲ့တကုတ်ကုဆိုသူကြီးစားဘက်ကပဲလိုက်ပြောတယ်။ဟာဖလိုက်ပြောတာမဟုတ်ပါဘူး။မန္တာကိုပဲပြောတာပါ။ပြီးတော့အောင်းတင်နေတာမှနေတယ်။ဆွေတော်ကကျွန်တော်ကြီးစားမဟုတ်ဘူး။သူ့လေသားကတင်းငင်းလာပြီမေ။ဟောင်းကတော့မယုံပါဘူး။ဘုံလာဦးလာလို့မနေနဲ့။ဆလာတိုင်းကအလုံးနှစ်ယောက်မျိုးလုံးတွေကိုကြည့်ပြီးအကဲခတ်လို့ရတယ်။အော်တကယ်ပြောတာ။ နင်းထိုင်တို့ဘုအထင်မြင်ဆွကြည့်နေပြမီဟုတ်မဟုတ်ဆိုတာဆွေးရုပ်ကိုမေးကြည့်လို့ရတယ်မမေးပါဘူးမောင်နဲ့ပါဆိုင်လို့လေမမေးပါဘူးလို့ဖဇက်ကပြောလိုက်မိပေမယ့်ဆွေးရုံနဲ့တွေ့ရင်မေးပြအောင်မေးကြည့်ဖို့ဆုံးပြထားလိုက်ပါသည် ဆိုပြီးပြထားတဲ့အတိုင်းနောက်တနေ့မှစောစောမှဆွေးရုံအိမ်ကိုရောက်လာပါသည်ဖိဆာလာပေးတာဖိဆာလာပေးတာနောက်ညံတုံဝင်းနေလေး အိမ်မှာပဲခင်းတဲ့သူတွေကိုဖိတ်ပြီးမုံချင်းမလို့မောင်နဲ့ခင်ထားလာမယ်နော်ပြီးရင်တနေရကိုလျှောက်သွားကြမယ်ဟဲတနေရသွားမှာကမောင်တို့နဲ့ဆိုဘယ်ပြောဖို့ကောင်းမလဲဆိုလို့ညညောက်တဲ့သွားလေဆွေတော့ရဲ့အိုးသူနဲ့မသွားချင်ပါဘူးရင်ဖို့ကောင်းသည်အိုးသူနဲ့မသွားချင်ပါဘူးရင်ဖို့တောင်ကောင်းသေးတယ်တကင်ချင်းနဲ့နေပဲဒုက္ခသွားချင်တာမောင်တင်အနည်းကအတိချင်နေတဲ့ကိစ္စတစ်ခုဟာ ဖွင့်မေးကြည့်ဖို့ဆုံးဖြတ်လိုက်ပါသည်ဆွေတော်ကတော့ပါဇက်အားချောင်းပြီးရှပြောနေလိမ့်မယ်လို့မထင်ပါဆွေတော်ကမောင်းမင်းလို့ဆိုပြီးနေချစ်တူရဖြစ်တာကြားပြီလားဆွေတော်မျက်နှာလေးတိမ်မိဖြစ်သွားတာကိုမောင်းသတိထားမိလိုက်ပါသည်ဘာဖြစ်လို့မိတာလဲဟောဆူပြီးကဆွေတော်ကိုဆိုရင်တိတ်ပြီးကူးဆိုင်ရှိရလေဘယ်တော့ကြည့်ကြည့်ဆွေတော်တဘောအတိုင်းကြီးပဲဆွေတော်ကကြီးနေတယ်လို့ ပြုံပြုံလေးတွန်းနေပါသည်ဘလို့ပြောရမလဲတို့ကိုပြေကိုအပြည့်ပြည့်မပေးရသေးဘူးသူကတော့တကြီးကြီးနဲ့တောင်းနေတာပေါ့စဉ်းစားအောင်မေဟီစာတယောက်များဘယ်တော့ထတာရတယ်အေးစစင်းနင်နီရတာကပိုကောင်းမလားဆိုပြီးချင်းဆွဲထားလိုက်တာဟောင်းဆွေလိုမမြင်အောင်တစ်ဖက်လေကမေးလိုက်မိသည်ဂလိုရီတီမင်းကသူ့မကြီးချစ်စရာယောက်ျားရဲ့ကြုံကြီးရှိနေတယ်လို့မျိုးအထက်စီးဆန်လာသည် အဲ့လိုလေကြီးမိုးကြီးတွေပြောနေတာကိုမောင်ကအမြင်ကက်မိတာနေထိုင်မောင်အားဘာကိစ္စကြွားချင်ရတယ်လဲမသိမနက်9နာရီလောက်လာခေါ်လိုက်မယ်နော် မောင်တို့စောင့်နေမယ်မလားလာခေါ်ဖို့အဆင်ပြေရဲ့လားအပြင်မောင်တို့ဘာတနာခဲ့လို့လဲဖြစ်ပါတယ်ဟိုးကြည်ပါတယ်ကိုပြေကတို့ခိုင်းလာစို့လို့ချင်လုံးလို့မောင်နဲ့ခင်သားသာစောင့်နေနော်ဒါခေါ်လို့မမလာယူဆိုရင်တို့ကိုမခင်လို့ပဲချလာအေးမား လာခဲ့ပါမယ်။ဆွေရောပြန်သွားတော့ခင်းသားစီကိုငောင်းလာခဲ့လိုက်ပါသည်။ဆွေရောဒရပလာဇာမှာပဲလက်ဆောင်တစ်ခုဝင်မယ်ဆိုတာကိုကမိမိကသိရတဲ့ဖြင့်ဘာမှမပြောတော့ကာ။ခင်းသားတို့အိမ်ရောက်တော့ခင်းသားတယောက်ရှိမနေပါ။အပြင်ထွက်သွားတယ်လို့ပြောတာကြဆက်မေးမနေတော့ပဲတယောက်တည်းပဲလာခဲ့လိုက်ပါသည်။ဟိုတီဇာတို့ဆိုင်ပါများခင်းသားရောက်နေသည်လားလို့ပြောတတ်ပါ။တယောက်တည်းလျှောက်လာစဉ်ဂျုံကလေး ရှေ့ကနေပြေးလိုက်တဲ့သူတယောက်ကြောင့်လက်ပြီးကြည့်လိုက်မိသည်။ဘာရီစီဘူးရင်မိသွားနေရတာလဲကွာ။ဟိုနေရာချားလာပြီးခဲ့ပုံကြည့်။ကကဆရောင်းနေဆိုင်တွေတခြားလက်စပစ္စည်းရောင်းနေဆိုင်တွေကလည်းဖွင့်တာရဲ့စဉ်းစားတွေကြောင့်ခေါ်တော့မချမ်းမိတာဖြစ်ပါလိမ့်မည်။ဘာကိစ္စလဲ။ဒါနဲ့ရင်မြုပ်ပြည့်နဲ့ဘေးပဝင်ခြင်းကိုလည်းကင်းဆိုင်မင်းလေးတယောက်ကိုဒီလိုပဲပြီးစလဲဆက်ဆံစရာလား။ဟာ တွေ့တာနဲ့မောင်ကပြောပြီးကိုပါမလုံးမိလို့လဲကွာမောင်ကိုတွေ့လို့ဟွန်တာအယာပြီးလာတာပဲရှိရဲ့ရှာစာကသူ့ပုံစံအတိုင်းအတန်ကျကျနဲ့ပြပဝင်ချင်းကိုဂရီမဆိုင်ပဲပြောလာသည်တကူလုံးဝှထားစားထားတာကလည်းရှုပ်ရှက်ခတ်လို့နေသည် သူ့ဆိုင်နေသူကတော့ဟုတ်နေတာပါပဲဒါပေမဲ့လည်းယူစတိုင်ကိုမောင်ကနည်းနည်းလေးမှသဘောမချမိပါကဲဘာလို့မှလဲဟာကဇီဝိဇာရှိလို့သွားမှာကောင်းလေကိုလေးလိုက်မှာပေါ့ မနိုင်နဲ့လို့ပြောလဲခိုင်းလာမှသိကြနေတာကြောင့်မဘတ်စကားမှဆက်ပြောတော့ပါချင်းလန်းကိုဆက်လန်းလိုက်သည်ဘာဝင်မလဲမောင်တွက်ဆိုကိုလက်ဆောင်တစ်ခုဝယ်ပေးမယ်ဝယ်ပေးရင်တော့ကောင်းတာပေါ့ဒါပေမဲ့ငါ့အတွက်တော့မဟုတ်ဘူးတကယ်ချင်းတယောက်တည်းမင်းလက်ဆောင်လာဝယ်တာဟမ်ဒါဆိုရင်တော့ sorry ပဲကိုကမောင်တယောက်ကလွဲပြီးဘယ်သူကိုမှအစိမ်းအမရှိနိုင်ဘူးရသစကားကိုမောင်သဘောကျတာကြောင့်မောင်ညှက်လာပြုံးသွားရသည် မေးစရာရှိသေးတယ်။အိမ်မှာစားသင့်နေရဲ့ဆို။ဘာလို့ကိုယ်ကိုမခေါ်တာလဲ။စိတ်ကားတာမဟုတ်လား။ဘသူပြောလဲ။ကိုလာဟာလာတွေရုံမနေပါနဲ့။အတိတ်ကြောကိုသတင်းရထားတာကွာ။လိမ့်မနေပါနဲ့။ငောင်ရပြောစမ်းပါ။ကြည့်ရတာခင်သားကတဆင့်ကိုတိစာ ကိုတိစာကတဆင့်ရှားစားသိသွားပုံရပါသည်။ဟုတ်တယ်ဝိဝိတငငချင်းမို့လို့တင်ပေးတာ။ပရမတော့နင့်ကိုခေါ်မလို့ပဲ။ ဒီချင်းကအပြစ်တစိမ့်တွေမခေါ်ရဘူးဆိုလို့မခေါ်တော့တာဆာဆာမျက်နာကပြုံးသွားရင်ခေါ်မင်းဆိုတဲ့စီကူရှိရတဲ့ဒီရှင်းနေပါပြီကွာဟုတ်ခတ်တူတူပြောလာသည်ဖေးဘက်ကနေပလာဇာထဲကိုဝင်လာတာကြောင့်ဆက်လီကရှိရစီအတော်ဝေးလေးလမ်းလျှောက်နေရပါသည်ဒီလိုပဲအများနဲ့တယောက်တည်းလျှောက်သွားနေရလားอืมတော့ရင်လည်းတော့တာပေါ့ဘာဖြစ်လို့လဲတော့ပါနဲ့ကွာကိုမောင်စိတ်မချအောင် မင်းကတားနာနေတော့ဖဲတွေကရေးလေရှိုးတယ်။ကိုကျင်းကြီးဖြစ်ခဲ့မှကြောက်တယ်။မောင်မျက်နှာကိုတစ်ဖက်လက်ကရာစာပြောတာကိုမချားစီအောင်ဆောင်းနေလိုက်ပါသည်။ဒီလိုပဲကောင်းကောင်းမွန်မွန်အချင်းကြီးကနေသူပြောချင်ရပြီးပြောပြီးဖောက်ဖောက်လာတတ်တာလူငယ်တန်းလိုဖြစ်နေပါပြီ။မင်းရအောင်မယ်။စာတင်နေတဲ့မှာ အကောင်းနှကောင်းပါရစို့ဟုတ်လား။ဟင်းရှိလိုက်တာ။အကောင်းနှကောင်းမကလို့တရားမင်းပါပါ။ဒီနေ့ပါဆက်ကြလေ။ အားစားတဲ့နေရာ ECB လုံတဲ့ကစားနေရာမဟုတ်ဘူး။စိုက်နေကွာငင်းနေပတ်သက်တဲ့ကိစ္စတိုင်းကိုငါစိုက်တယ်လို့ပဲသတ်မှတ်ထားတယ်။တေပေါ့ယူနေ။မောင်ကရာဇအောင်နှစ်ဆောင်ထိုးလိုက်စဉ်ချက်ခနဲ့မျက်လုံးတောက်မှာမြင်မှုနေကြပုံရင်တစ်ခုကိုမြင်တွေ့လိုက်ရပါသည်။ဆိုပြီးနေဆွဲတော့ပါလား။ဘာလို့ပြောပြီးရနေကြလဲမသိ။ဆွဲတော့ကဆိုပြီးရဲ့ပကုံးစုံကိုထူးရိုက်နေလေသည်။ဟောင်းနေရာစာလျှောက်လာတာကိုညင်ကြသေးပုံမပေါ်ပါ။ မမြင်တော့လေအေးတာပါပဲမြင်သွားရင်ခေါနှုတ်ဆက်ပါဆက်နဲ့အလုပ်ရှုပ်နေအောင်မယ်ဒူတော်လန်ငမပေါ်မှာရှိနေသောဆိုဖီးယားဆိုင်ကိုလည်းခုမှပဲမအောင်မြင်တွေ့ဘူးပါတော့သည်ယောက်ျားလေးအဝတ်အစားတွေကိုဆိုင်ကလေးကန်တွဲနဲ့ရောင်းနေသောဆိုင်ဒီဇိုင်းဖြစ်ပါသည် မောင်နေရာဆောင်ကိုဆိုဖီးကအရင်မြင်တွေ့သွားသည်လို့မောင်ကထင်မိပါသည်မောင်ရဲ့မျက်နှာလောက်မှာ ဆိုဖီးလန်းကြည့်နေရကိုတွေ့လိုက်ရလို့ပါဒါပေမဲ့အနှံ့ခေါ်လိုက်တာကဆွဲတော့ပါဟဲမောင် ီနီကလေးရှိနေရကြောင်းမကြားချင်အောင်ဆောင်လို့လည်းဖြစ်တာမို့မောင်လှည့်ကြည့်လိုက်ရပါသည် ပြုံးနေသောဆွဲရုပ်ကိုကြည့်ပြီးမောင်စိတ်ထဲတမျိုးကြီးဖြစ်ကရှင်နေပူလောင်သလိုဖြစ်နေ၏ခင်တော့မပါဘူးလားမြောက်ထင်းဇွန်လွဲခုနေရဲ့ပေါ့လေစူပီက အပြည့်ခတ်သလိုသာကြည့်နေပါသည်ဆွေတော်တမင်ပြောလိုက်တဲ့ဆိုတာကိုသိနေရကြောင်းဖြည့်ရှင်းမနေတော့ပဲရင်းနေလိုက်မိပါသည်ဆွေတော်ကိုအင်ဂျင်မီထင်နေတာစူပီစီရောက်နေတာကိုတော်မင်တော်မင် ဟောင်းရှိနေမလုံးမလဲဖြစ်နေပါအောင်မယ်။လက်ထင်ကြမှာပဲစုံတော့မယ်။မောင်ကစကားရှိရှိပြောချင်တာကြောင့်ဖဲ့ထပ်ဖို့ပြင်လိုက်ပါသည်။ဆူပြေးကြည့်နေတဲ့အကြီးကြီးကိုလည်းမနစ်သက်လာပါ။သူမျက်နှာပြည့်ချင်းသလိုဖြစ်နေတာဟာဒီမျိုးအိပ်ပေဆောင်နေပါသည်။ဒါကိုဆွေတော်လေးတိပုံရသည်။မျက်နှာကပြုံးနေပေမဲ့ဆူပြေးမျက်နှာကိုအလုံးမပေးတဲ့အကန့်ခတ်နေတာဟာတနာစရာပင်ကောင်းတော့သည်။ကျွန်တော်ဆိုင်မှာရောအံပေးတော့ဘူးလား။ တငယ်ချင်းချင်းတွေဆိုတော့ဈေးလျှော့ပေးမှာပါ။သူများတွေငါတော့ဆိုမောင်ကတတောင်းပဲ။နေပါစေကျေးဇူးများကြီးတင်ပါတယ်။သွားတော့မယ်နော်။ဆရာသားကကိုကြီးတကြီးနဲ့မောင်သွားတဲ့နောက်ကအကပ်ပါလာပါသည်။ဆရာသားပါလာတော့အရင်တော့ကဂယုမဆိုင်လိုနေခဲ့ပေမယ့်ခုချိန်မှာတော့ဘာကြောင့်မှမသိပဲဆိတ်လျှော့နေမိသည်။ဆရာသားညင်ငါးနောက်လိုက်နေတော့နေဟာ။ဟာစိတ်ညစ်လာပြီ။ဘာမှမသိဘူး။ဘေးကလည်းကပ်လိုက်ပြီးရှုံနေ။ခုអត់ហើយបាទី ရှာစကားရင်လုံးကြည့်ပြီးပြန်ဟောသည်အခုမှဘာလာအော်နေရလဲငါသိနေရဲ့နော်မောင်ရင်မယိုးသားတော့ဘူးတခုခုတော့တခုခုပဲဖားတခုခုလဲလုံးဝအေးဆေးတယ်အေးဆေးတယ်ဟုတ်လားဘုနာကတွေ့တဲ့ပုံမလာဝါတုတ်ကမြင့်ကိုကြည့်နေတာတမျိုးကြီးပဲဒီခေါက်မျက်လုံးတွေကမြို့သားဟုစူပင်းနဲ့ထင်လဲတာကိုတော့မောင်လုံးဝလက်မခံနိုင်မှာလုံးဝမဖြစ်နိုင်တဲ့ဒီစားကိုစားကလေးကအပြက်ပြက်ထားရမည် ရှုပ်ရမ်းနေနဲ့သူ့မကြီးစားနဲ့မတွေ့ဘူးလားတွေ့သည်မယောက်ျားလေးတိုင်းနဲ့နိုင်ဆွဆွေးနေရငါကအပေါ်ဆောင်မင်းကမဟုတ်ဘူးဆိုတော့မှတ်ထားဘာဖြစ်ဒီကောက်မျိုးလုံးကတမျိုးပဲဆွေးတယ်လို့လူငေးတယ်လို့လို့ ਨੇ တကူဟုဆိုဆရာသားတို့ကမညာဘူးနော်ဟင်ပြောလီဆိုလီပါလားဘာမညာဘူးလဲနေမဆိုင်တဲ့သူကိုတော့ရရင်မြင့်ကိုလည်းငါအပြည့်မညာဘူးဆိုတာမှတ်ထား တစ်တလုံးနနမထူနာနှင်းနှလုံးသားကိုတစားစီဆွဲဖြစ်ဖြစ်မင်းအောက်မိတာဆန်သာကမမှုတလုံးနှုတ်ခမ်းကိုမှဲ့ထားလေသည်ကိုရစဆိုင်မှာလဲခင်သားရှိနေပါဖဲသွားနေရလဲမပြောတတ်ခင်သားမပါလာကြောင်းခပ်မြန်မြန်ပဲရှီမွေးတမင်းဝလိုက်ကအင်ကိုပြန်လာလိုက်ပါသည်မောင်ညကြရင်ကိုကုန်းဆက်မယ်နော်ပြောရကြလားတိုက်လီကလည်းဝင်တဲ့အချိန်မှာရာဇာကဟောပြောတာဖြစ်သည်မောင်ခေါင်းကိုခါပြပြီးတက်လီကတကကိုခက်မြန်မြန်လေးဖိပိတ်ပြလိုက်ပါသည် ဟောရုံကချစ်သူအခန်းငါမောင်တို့ထတော်ပြီးကလေးကငွေစလိုဖြစ်သွားရသောဆူပြေကိုကြည့်ပြီးဆွေတော်အသေးရရနေမိပါသည်ဆူပြေဘာဖြစ်နေရလဲဆူပြေဘာဖြစ်နေရလဲသိချင်လာပါသည်စိတ်ထဲမှာရေးမိစလိုရှိပေမဲ့လည်းချင်းကားလားအဖြစ်ဒူတောင်းလာတာကြောင့်ဘလုံးနည်းနဲ့မှမထင်ရနိုင်ဖြစ်နေမိပါသည်ဆူပြေရဲ့စိတ်အနီအေးတာရှူတာတဘောကောင်းတာတွေကိုဆွေတော်ကနှိုးချနေအောင်တည်ပြီးသားမို့ ခရလပူပြောင်းလဲသွားလိမ့်မယ်လို့မထင်မိကြည်ရိုးရိုးသားသားဖြစ်နေတဲ့သူတယောက်ကိုဆွေးရစကားတွေကြောင့်တူဝင်သွားစေခြင်းမှာဆိုပြီးဆွေးတော့ကိုစိတ်ဝင်စားနေတယ်ဆိုတာသိနေကြတာကြပါပြီဆင်းနေလေကခင်လာခဲ့တဲ့ဆိုပြီးကိုဆွေးတော့စိတ်ဝင်စားပါသည်ဒါပေမဲ့ချစ်သူတွေလို့တော့ချစ်ကြည်တို့မရနိုင်သေးပါမချစ်ပေမဲ့ဆိုပြီးရဲ့သဘောကောင်းပြီးအနန္နာခန္ဓာအလိုလိုက်ချိန်ဆောင်တာတွေကိုတော့တန်တန်တတလူချင်းမိတာသိကြပါသည် ဆိုပြီးရယူဆိုင်မှုအလုံးလိုက်မှုတွေကိုမိမိတူတဲ့အပိုင်ရခြင်းမိတာဒုံဟောင်းစနေမိလို့လားပြောရပါဒီမွေးနေ့မှာဆိုပြီးကဆွေတော်ကိုစကားတခုပြောမယ်လို့အစိုးရကလေးကကြိုပြောထားခဲ့ပြီးပါပြီဆိုပြီးပါပြမယ်ဆိုတော့ရှင်းမိနေတာကြောင့်ဆွေတော်ကအိုက်တင်ကလေးနဲ့မသိချင်အောင်ဆောင်းပြီးခကြောကြောကလေးပဲနေနေမိပါသည် ရှင်နေမှာတော့ဆိုပြီးဆိုရယောက်ျားတယောက်ဟာဆွေတော်အချိန်မီပြီး ခုဆုလို့ရနေတဲ့ မိုဘိုင်းတသေးတလုံးဟုတွတ်ဆထားမိတာပါအကယ်၍များဆိုပြီးမဟုတ်တဲ့တခြားယောက်ျားတယောက်ဆွေတော့ကိုချစ်ကြိုက်လာခဲ့မယ်ဆိုရင်လေဆွေတော့ဘက်ကပိုကောင်းတဲ့သူကိုရွေးချယ်အောင်ပါပါဒါဆွေတော့ဘက်ကစိတ်ကူးဖြစ်ပေမဲ့ဆိုပြကိုတော့ဆွေတော့တယောက်ထဲကိုပဲစိတ်ဝင်တစားနဲ့ချစ်နေစေချင်ပါသည်အခုဆွေတော့စိတ်ကူးမပြေတော့ဘူးလားမသိတော့ပါဆိုပြပုံစံအချိုးချိတွေရောင်းလဲနေပါပြီ။ မင်တိုစိတ်ကစိတ်ထဲမှာပြင်းပြင်းထန်ထန်ကိုလောင်ကျွမ်းနေရပြီဖြစ်သည်ဆိုင်မှာထိုင်နေပေမယ့်မောင်းတို့ထွက်သွားတဲ့ဘက်ကိုနှလုံးကတချိန်လုံးရောက်နေကပြန်ရောက်လေမလားဆိုပြီးညှို့လိနေတာကိုဆွေတော်ကမသိပဲနေပါမလားဆင်းရဲလိုက်တာပင်လေးနဲ့သူ့နားမှာလာနေတဲ့ဆွေတော်ကိုတော့စိတ်ဝင်စားပဲချောချောတယောက်နဲ့ဇုံတွဲခုတ်သွားတဲ့မောင်းကိုတန်းတနေတာကောင်းတဲ့အလုပ်လားဆွေတော်မကြည့်နိုင်မှာတိုင်မမရှိ အပိုင်းသဘောမျိုးရထားတဲ့လူတယောက်ကို နေရင်ထိုင် အရှုံးပေးကရောအင်းဆိုပြီးဘသူလက်ထဲကမှ အပိလိုက်နိုင်မှာတရာကြီးလိုငုံငိုင်းပြနေသောဆူပြူကိုကြည့်ချင်းဒေါသရီဖြစ်လာရတာကြောင့်နီးရမှာရှိနေသောဈေးမောင်းကျူထဲနဲ့ဖုံးကနေမြီအောင်ကောက်ရိုက်ပစ်လိုက်ပါသည်ဆက်ကနေတုံးတော့ကဆူပြူကလှည့်ကြည့်လာသည်ဘာဖြစ်လို့လဲဆိုတော့ရနေရင်ထိုင်ငါ့ကိုနှိမ့်ဆက်နေပြန်ပါပြီနင့်ကိုကြည့်မရလို့ပေါ့ဟဲ့လူတစ်ယောက်လုံးကိုပေးမထားပြီး တခြားသူကိုမျှော်နေတာကောင်းတဲ့လို့လားညပုံစံဘာဖြစ်နေဆိုတော့ကိုငါသိနေရဲ့နော်ကိုပြီးနင်းချိုးချိတ်တွေကိုပြင်ရင်ကောင်းမယ်ဆိုပြီးကသူ့ကျင်ဝိုင်းဆက်တော့သူ့နှလုံးတွေနဲ့တောင်းပန်တယ်လို့ဆွေတော်အားစိုက်ကြည့်နေသည် သူအဲ့ဒီလိုကြည့်လေဆွေတော်ကိုခံစားရလေဒုသာဖြစ်ရလေပါပဲလည်းဖြစ်မဲသူဆွေတော်ကိုချစ်တယ်ဆိုတာဖွင့်ပြောတော့မှာမဟုတ်လားနင်းကကိုတမိတဲ့တဲ့ဒုသာထွားအောင်လုပ်နေတာပေါ့လေ ခတ်တော့တာပဲငါဘာလို့လို့လဲဆိုတော့ရင်နေမင်းပြောချင်ရပြောပြီးငါ့ကိုအဖြစ်ချနေတာဟုတ်လားဩငါကပဲနေကိုမဟုတ်တာပြောပြီးအနိုင်ကျင့်နေတဲ့ပုံပေါ်လေဒါတော့နေကိုနေသိမှာပဲအဘကတော့နေကိုဒေါသထောက်မလို့မိတာသိကြတယ်ဆွေတော့နှုတ်ခမ်းကိုကိုက်ပြီးငါကျင်းစလို့ကြည့်လိုက်မိပါသည်ဘာကြည့်တာလဲဟာအခုနကပဲအကောင်းကြီးဘာကြည့်နေဘာကြည့်တာလဲဟာအခုနကပဲအကောင်းကြီးရှိသေးတယ် ငင်ကချက်ချင်းကြီးပြောင်းလဲသွားတာပါလားချက်ချင်းပြောင်းလဲသွားတာကနင်းငါမဟုတ်ဘူးဆိုပြီးကတပင်းချရင်တစ်ဖက်ကိုလှည့်သွားပါသည် သူလည်းဘက်ကနုံလို့ထွက်သွားတဲ့ဘက်မှဆွဲတော့ online မိသည်နင်းအဲ့ဘက်ကိုမလှည့်လို့မရဘူးလားနင်းဘာဖြစ်လို့တင်မတက်ကြည့်နေရလဲဘာလဲအောင်ပြန်ရောက်လာမလားဆိုပြီးညွှန်နေတာလား